မင်္ဂလာနေ့ရက်လေးပါခင်ဗျာဒီကနေ့ကျွန်တော်ဆရာမောင်ခိုင်မာရဲ့ရှင်မကြီးဆိုတဲ့ကဗျာရှိစာအုပ်ထဲမှာစာအုပ်ရဲ့အထုပ်ပတ်တည်ဆိုတဲ့ကဗျာကိုရွတ်ပတ်ပြချင်ပါတယ်စာအုပ်ရဲ့အထုပ်ပတ်တည်ညီတိပုံနှိပ်စာကို စာအုပ်ဟူ၍ခေါ်တက်မှတ်ကြပါသည်ဟူသောမိကွန်းကိုကဗာရဲ့ရဲ့နိုင် အမျိုးမျိုးဖြေဆိုထားကြပါသည်ဥပမာအားဖြင့်မြန်မာစာအုပ်တော်ကယူနက်စကိုစာအုပ်လုပ်ငန်းနှိနှောဖလှယ်ဝဲ1962ခုနှစ်စက်တင်ဘာလမှာဇာတိမူလဘယ်သူစသလဲကျုပ်ထုတ်ပတိကို အခုလို ကျုပ်ကိုယ်တိုင်ပြန်ပြောပြရတာနည်းနည်းလေးစောပြီးများများကြီး နောက်ကျသွားပြီထင်တယ်တကယ်တော့ခင်ဗျားပါဝန်ယဉ်ကျေးမှုခဲ့လူသားအားလုံးဟာ ကျုပ်စာမျက်နှာတွေကိုအတုံးချပြီးမှလူတလုံးသူတလုံးဖြစ်သွားကြပြီမယ်ကြုံမွေဖွားခဲ့တဲ့တက်ကြဲကျုပ်ဖြစ်ပေါ်တူတက်ခဲ့တဲ့တမိုင်းကျုပ်ဖြတ်တန်းလာခဲ့တဲ့တိုင်းပြည်ကျုပ်ရည်ရွယ်ခဲ့တဲ့ဆန္ဒနဲ့ကျုပ်အမည်နာမရဲ့ပကတိ အလားတရားကိုတိတိကြကြဂကနာနာဘယ်သူကများသိလို့လဲအခုပဲကြည်လီခင်ဗျားမျက်စိရှိကစာအိုခင်ဗျားလက်ထဲကစာအိုခင်ဗျားဖတ်နေတဲ့စာအိုဟာယရနာကျုပ်တခုဆိုတာအနုလုံပတိလုံစဉ်းစားမိရလားခြားတွေကစာအုပ်ကို စားကြတယ် တချို့လူသားတွေကတော့လက်ပူရင်စက်ကူနဲ့ထုတ်ပါတဲ့တို့ကလို့စာအုပ်ကိုယူဆနေကြတယ်ကျုပ်ရင်တွေပူရပြီပေါ့ဗျာကျုပ်ရဲ့ဇာတိမူလာဘယ်လိုစခဲ့တယ်ဆိုတဲ့အတိတ်ဆက်ကြောင်းတိတ်စိတ်ဝင်စားဖို့ကောင်းပါတယ်စိတ်ရှိရှိထားပြီးနားထောင်ကြည်ပါတမာရီတရားနဲ့ ခံစားကြည်ပါလူသားတို့ဖန်တီးခဲ့တဲ့ပစ္စည်းတွေဤပညာအမျိုးမျိုးအဖုံဖုံတွေမှာဂုံအကြီးဆုံးအတက်ပညာနဲ့တန်ဖိုးမဖြတ်နိုင်တဲ့မဟာလောဟာယတနာကျုပ်တော့မဟုတ်စောက်တုပ်ဖြစ်တယ်ဆိုရင်ခင်ဗျားဘက်ကဘယ်လိုမြင်မလဲကဲထားပါတော့လीလူသားတွေရဲ့တမိုင်းမှာအနိုင်မဲ့ ြံစီအားထုတ်မှုတရားတရားလူမျိုးတွေက စက်ကူထုတ်လို့ဖိုနီရှားတို့ကအခရာကို တီထွန်းဂျာမနီကပုံနှိပ်စက်ကိုကြံစာရောမကစာအုပ်ကိုဖန်တီးညံကြီးရှင်အနောက်စုကစာအုပ်ထုတ်လို့မှုလုပ်ငန်းအဝဝကိုစနစ်တကျကြီးပြေဆောင်စေခဲ့ပြီးကျော် ဖြစ်ပေါ်လာခဲ့တဲ့ရည်ရွယ်ချက်နဲ့ခင်ဗျားလက်ထက်ရောက်လာရတဲ့အကြောင်းဟာခင်ဗျားရဲ့ဦးနှောက်ထဲကပြုစာပြန်တော်အတွေးခေါ်တွေကိုစေကျော်တန့်စင်ပေးဖို့မှာတပါငါစကားမွာရဆိုတာမျိုးတစိုးတစီးများမရှိပါအဆွေတော်တရှိရာဇဝံရရမှာအရေးပါတဲ့ဇဝံကံတွေ ရှိခဲ့တယ်။အခုခင်ဗျားဖတ်ကြည့်နေတဲ့စာအုပ်ဒါမှမဟုတ်ကျုပ်တို့တက်မဲ့ရဝတ္ထုပစ္စည်းတခုမှလည်းအရေးကြီးတဲ့ဇဝံကံတွေမှတ်တမ်းမှတ်ရာအချက်အလက်တွေအတိပ္ပယ်ဖွင့်ဆိုချက်အသစ်တွေခစ်ပြိုင်ငင်းခုမှု အမျိုးမျိုးတွေနဲ့တန်ဖိုးအမျိုးမျိုးပြောင်းလဲခဲ့ရာအကြောင်းအရာ အထွေထွေခွဲခြားခံခဲ့ရာ အိုက်စလန်ပြည်ကတတ်မှတ်တာဟာစာမျက်နှာ16မျက်နှာအထိအရွယ်ပမာဏရှိမှသာစာအုပ်တည်းအိုင်ယာလန်နဲ့မော်ရိုကိုကတော့စာမျက်နှာတရာကျော်ရှိမှသာစာအုပ်အဖြစ်အသိအမှတ်ပြုရမယ်တည်းဒိမတ်ပြည်ကပညာရှိတွေကတော့စာမျက်နှာ60ကျော်လောက်ဆိုရင်စာအုပ်လို့ခေါ်နိုင်တယ်ဆိုလား ချက်ကိုစလိုဗကီးယားကတော့32မျက်နာကျော်မှသာစာအုပ်ဆိုတာမှန်ကန်ပါတယ်တဲ့အမေရိကန်နဲ့ဟန်ဂေရီရဲ့အတွက်တော့64မျက်နာကျော်ချုပ်ထားရင်စာအုပ်လို့ဆိုနိုင်တယ်တဲ့ဟုတ်ပါမလားဗျာပြည်တင်ရဲ့သဘောထားကလည်းအထူးအပားကိုမဖော်ပြပဲစာအုပ်ဆိုတာမျိုးဟာအနည်းဆုံး 6ပဲနီတံပိုးရှိရမယ်တဲ့ကြည်လီအဲ့ဒါလိုအမျိုးမျိုးကွဲပြားမှုတွေကြောင့်1950ခုနှစ်ကာလမှာကမ္ဘာကူတာသမဂ္ဂအဖွဲ့ရဲ့ပညာသိပ္ပံနဲ့ယဉ်ကျေးမှုယူနက်စကိုကစာအုပ်ဆိုတင်မှာအတွန်းစာမျက်နှာ56မျက်နှာထပ်မနေရှိပြီးအချိန်မှန်ထွက်ရန်မလိုသည့်ပုံနှိပ်ထုတ်ဝေသော စောက်ပြီးဖြစ်ရမည်တဲ့ကဲကျုပ်ရဲ့အရေးချင်းကိုအငင်းအခုံဖြစ်ခဲ့ကြသူအပေါင်းတို့ကျုပ်လုံးဝစိတ်မကောင်းပါဘူးအတိတ်သူဟောင်းတစုရဲ့အနုပညာဆန်တဲ့လို့ဖန်တီးအာထုတ်ခဲ့မှုများအနက်စာအုပ်ဆိုတဲ့ရင်ကျင်းမှုလက်ရာဟာကဘာပေါ်မှာအမွန်အမြတ်ဆုံး ဖြစ်ခဲ့ပါတယ်။ဒါဟာကြုတ်ကိုကြုတ်ဂုံဖော်ကျင်လို့မဟုတ်ဘူး။ငားတော်တယ်၊ငားမှန်တယ်၊ငားထင်တယ်၊ငားမြက်တယ်ဆိုပြီးလူရှိသူရှိထွက်ရက်ပြတာမျိုးမဟုတ်ဘူး။ထူကြတဲ့အတွေ့အခေါ်တွေအရေးတော်ပုံအတိတ်ဇလံတွေစိတ်ကူးစိတ်တမ်းနဲ့ခံစားမှုတွေဘဝတုဒ္ဒရနဲ့လိုခြင်းဆန္ဒတွေအားလုံးဟာကျုပ်ရဲ့ စာမျက်နှာနှလုံးသားထဲမှာခင်ဗျားလက်ထဲကစာအုပ်ရဲ့ငုပ်နေတဲ့အတွန်းသားထဲမှာစဉ်စားစရာတွေတပုံတပင်ပေါ်မယုံရင်ရှာဖွေကြည့်လိုက်လေစာပေရဏာတိုက်ကြီးတစ်ခုလူဘဝရဲ့အကောင်ဆုံးအဖော်မှန်ဟာစာအုပ်မှာတပါဘယ်သူများဖြစ်နိုင်အောင်မှာလဲမိတ်ဆွေတကယ်တော့ကျုပ်ဟာ ညံကြီးရှင် မဟုတ်တလို့ဇော်ကြီးဝိစာ အပေါင်းရဲ့လိုတရဆေးကျိန်လုံးတချောင်းလဲမဟုတ်ရကြောင်းပါဟောင်းရင်ရော့ဝါကြာရင်စုပ်ပြဲကော်နဲ့တွဲလို့ကျိုးနဲ့ချုပ်ထားတဲ့တာမန်စာအုပ်တို့ပါမိတ်ဆွေကာယာဦးကေမှာစွန့်ကျဲခဲ့တဲ့ငွေကြီး900ရံတွေ ဖွေးဖွေးလုပ်ခဲ့ပြီမဲ့ကျုပ်ကိုဝယ်ယူဖက်ရှုဖို့ကြတော့ကစေးနေသူတွေဒုနဲ့ဒေပေါ်အေးဒီပါတတ်နိုင်တာမဲ့လို့တချို့လူတွေဆိုရင်ကျုပ်ကိုလိုချင်တက်မှတ်ပြီမဲ့စံတပြီတံပိုးနဲ့ချင့်တွယ်ပြီးပင့်တချာလှဲ့ထွက်သွားကြတာကျုပ်မျှဝီခံစားရတယ်ဗျာအေးဒီပါတတ်နိုင်တာမဲ့လို့ တချို့လူတွေဆိုရင်တကယ်ကိုမတရီစရာပါပဲပီယာတစ်ခွတ်စိကရတစ်ဖွာမြင်းစရာတစ်ပွဲကန်ဆာမဲတလိလောက်တောင်ကျုပ်ကိုစိတ်မဝင်စားကြပါဘူးစိတ်ကူကောင်းရင်အေးကြီးဖောင်းရမယ်တဲ့ပလက်ဖောင်းမင်းသားတွေနဲ့အပေးอยู่ဟွာလာထူထောင်ကြတယ်အေးလီ ဘာတက်နိုင်တာမလို့တချို့လူတွေဆိုရင်ကြုတ်ကိုအသုံးချဖို့အတွက်ကြုတ်ခံတာကို စောက်ထဲကစာသားတွေကိုအလွတ်ကျက်ပြီးတော့လိုသလိုဆွဲယူကိုကများများဖက်များများရှာများများဝါစာကမာလုံနိုင်ဖို့ဟောဒီကြုတ်ကြောကို ပုတ်ပုတ်ပြီးစောက်ကြီးဝါရာထူထောင်ကြတယ်အေးလီ ပါတက်နိုင်တာမှလို့ပြင်းလို့ပဲဖက်ဖက်ပျော်လို့ပဲဖက်ဖက်မှတ်ဖို့ပဲဖက်ဖက်တက်ဖို့ပဲဖက်ဖက်ကြုတ်စိတ်တက်ကြုံလုံးနဲ့ကြုတ်ကုန်ဖို့ကြုတ်ဝဉဉ်ဟာဘာကြောင့်ရှင်သန်နေရသလဲဆိုတော့ကကဘာလောကကိုကောင်းစွာနားလေစီဖို့အမှားအမှန်ကိုရွေးချယ်တက်ဖို့မြင့်မြတ်မှုတရား ပွားများရှင်တန်ဖို့တို့ကလို့အာသာဆန္ဒမှာတပါဘယ်သူကိုမှအာဃာတမထားခဲ့ပါဘူးပင်လေရချာစွန့်စားသွားလာခဲ့သူဖိုနီရှားလူမျိုးစုရဲ့ BC 900စုခန့်ကတုန်းကအခရာစလုံးတီထွန်နိုင်ခဲ့မှုကြောင့်သာအခုလိုကျုပ်ဘဝအရေးဟာဒုက္ခဝေပြီးတသွေးတမွေး ဖြစ်လာရတာပါသူတို့ကိုကျေးဇူးတင်ရမယ်မိတ်ဆွေအေဒီ105ခုနှစ်လောက်မှာလူသမိုင်းကိုစက်ကူရအောင်ပို့ဆောင်ဖန်တီးပေးခဲ့သူတရုတ်လူမျိုးစေလွန်းဆိုသူကိုလည်းကျေးဇူးဝင်မြတ်ပြန်ဆက်ရအောင်မယ်ကျွတ်တို့စီကပြုတ်ဖက်စက်ကူတွေကိုသာတရုတ်လူမျိုးစေလွန်းမြန်သွားခဲ့ရင်အေလီ ဘာတက်နိုင်တာမလို့ဂျာမန်လူမျိုးဂူတန်ဘက်ရဲ့တမိုင်းတွန်လောက်တဲ့တီထွင်မှု1439ခုနှစ်ကစာပုံနှိပ်စက်လေးဟာကျုပ်ဘဝရဲ့တွေကြောပမာအဓိကအရေးပါခဲ့တာပေါ့ဗျာစာအုပ်မဲ့ကဘာကြီးတခုကနေစာအုပ်စာပေလူမိတ်ဆွေကတိုင်းညံတဲ့လောင်းနိုင်ခဲ့ကြတာဟာ စိတ်ကောင်းရှိခဲ့ကြသူလူသားများရဲ့အမျော်အမြင်ကြောင့်ဖြစ်တယ်။အခုခင်များရဲ့ရှင်မောင်မှာကျုပ်ရောက်နေတဲ့ခေတ်ကတော့ electronic ရန်ရာတွေကကိရိယာဆန်းဆန်းပြပြတွေဟာစာအုပ်ရဲ့အခန်းကဏ္ဍကိုဖြိုလဲရန်ကြံစီနေကြတဲ့ခေတ်ပေါ်ကျုပ်ကို စွန့်ပြစ်ကြမလဲလားဝမ်းမလဲပါဘူးပြာပစ္စည်းဟူကတင်ခါရာလို့ဆိုရဲတို့ကလို့တရားသဘောကိုနှောကြည့်အောင်ကြုတ်တိပါရဲကြုံမသိတဲ့ကိစ္စရက်ကတော့စောက်စားပေရဲ့အလားတရားကိုခြစားသလိုဖြက်စည်းသူဟာ သူ့ကိုယ်သူတေချောင်းကြံစီသူ ဖြစ်တယ်ဆိုတာဒီလိုဘာကြောင့်မစင်စားတာလဲ ကျုပ်လည်းစဉ်းစားလို့မရဘူးမိတ်ဆွေကမ္ဘာလောကကြီးကျမ်းမာပါစေလာပြညာဝံမဲမစွန်းပါ စောင်းဆိုတဲ့ကျုပ်ဘဝကိုခဏလောက်မေ့ထားပါမိတ်ဆွေစောင်းဆိုတဲ့ရေဟာ လူသားတို့ရဲ့စိတ်မှာထင်ဟပ်တယ်လူသားတို့ရဲ့စိတ်တက်မှာကိန်းအောင်တယ် လူသားတို့ရဲ့စိတ်ကိုထိန်ကျောင်းတယ်လူသားတို့ရဲ့စိတ်ကိုပြုတ်ပြင်တယ်နှုတ်လွန်လက်ဆက်တဲ့တန်ဖိုးရှိသလိုခြံမြဆူရှာတဲ့တကိုးလည်းရှိတယ်ကောင်းရာတူကလေးကိုပို့နိုင်တယ်လို့မကောင်းရာအကရိဘေးကိုလည်းသွေးဆောင်ဖြားယောင်းနိုင်စွမ်းတယ်ခြေလန်းတိုင်းခြေလန်းတိုင်းဟာပန်းတပွင့်စီပွင့်စီနိုင်တယ်လို့အမြင့်မှာ ထိုင်နေသူကိုလည်းအယူလွဲယုံတစ်ချံနဲ့အပူငရဲဘုံပွက်ပွက်ထဲကိုဇက်ဆွဲပြီးပို့ပြင်နိုင်တယ်။သူကလို့ဂုံတတိရရဲ့ကြောင့်ခင်များတို့ကျုပ်ကိုဘယ်လိုချင်းကပ်မလဲ။ခင်များတို့ကျုပ်ကိုဘယ်လိုဖတ်ကြမလဲ။တပိတတအာဟာရထိထိကတဲ့ တတဝါအလုံးရဲ့မိခိုရာဟာအစာအဟာရတာပြာနာကြတယ်လို့ဆိုထားပေမဲ့ခင်များတို့လူသားတွေအတွက်တော့အဟာရတသက်နဲ့မလုံလောက်ခမင်းစာရေတောက်တဲ့အလုပ်ဟာရုပ်အဟာရအတွက်ပါ မိတ်ဆွေစေအဟာရကို ဖြည့်စီဖို့အစာရေစာဗီတာမင်တွေနီးတူ စာပေလင်္ကာတွေကိုမိကူပြီး နီးယူတင်ရာရာတွေကိုအကဲခတ်စာအုပ်ကောင်းတွေကို အမြဲမပြတ်ဖတ်ရှုဆွဲမှတ်စီကျင်ပါရယ်စာမဖတ်သူ လူသားဟာရက်နေပြီးစာဖတ်သူ လူသားကတွားနေတယ်ဆိုတဲ့ကွယ်လွန်သူ လူထုဦးလာရဲ့စကားခင်ဗျားတို့အတွက် ထားခဲ့တာပါကျုပ်တို့လိုတက်မဲ့စာအုပ်တွေကတော့လင်ညာက နေတာတပပေါ်ဗျာစာအုပ်ဟာစာအုပ်ပဲမဟုတ်လားတေးဖုံးနဲ့ချုပ်ချင်ချိုးပင်ကူမြေရှုအုတ်ချင်အိုငုတ်တုတ်ထူထောင်ငောင်းချင်ငောင်းစာကြည့်တိုက်ကြောင်ထဲမှာကြောင်တောင်ငေးတီဆွေးကျင်ဆွေးလမ်းဘေးပလက်ဖောင်းရောင်းကျင်ရောင်းပညာရှိရင်ကွန်ဝန်ကျင်ဝန်ချိန်ကွန်ဆောင်ထူတိုးကျင်တူ လောကရန် ကောင်းဆိုးနှစ်တန်ကိုဘယ်တော့မှရံမလုပ်တဲ့ကြုံစောက်ဖြစ်လာရတဲ့ဘဝမှာစိတ်မြနီလာတန်တာပလဲနဲ့တခွဲတောင်းတောင်းလဲခြင်းသီခံပါပြို့လို့တို့ကလို့ကြွေးကြော်လိုက်ခြင်းပါတယ်ကြုတ်ကိုမိုက်တယ်ပြောရင်လဲကြော်စင်ပြီးငြိမ်နေပါမယ် အမေရိကန်သမ္မတအတီတီမှာနာမည်ကြီးဆုံးလူသားလူချစ်ခင်သူ အများဆုံးလူသားတရားအမျှတဆုံးလူသားခင်ဗျာကြားဘူးတယ်မဟုတ်လားထင်ခွဲစားတဲ့ဆင်းရဲသားဘဝမှာသမ္မတကြီး ဖြစ်လာသူလင်ကွန်းလီစောင်းတွေနဲ့လက်ပွင့်တည်းနေထိုင် ကိုဘာသာ ဖတ်နိုင်သမျှအကုန်ဖတ်စာအုပ်ထဲကပညာရက်တွေကိုတက်သည့်နားလျောင်းအကုန်ရှာတဘာဝလက်တွင်နဲ့အကုန်ညီတဒနိကတမိုင် ဥပရိပညာသိပ္ပံပညာရဲ့အစစကိုအတက်တခုချင်းအကုန်စေငူကြပြဝတ္ထုအနုစာပေဖုံဖုံအကြောင်းအရာမျိုးစုံကိုခုံမင်းစွာအကုန်တောက်တုံးနောက်ဆုံးတော့ ဘာဖြစ်ဒုက္ခမှာအထင်ရှားဆုံးဒုက္ခမှာအာထာရဆုံးဒုက္ခမှာအယောသာဆုံးဒုက္ခမှာအအောင်မြင်ဆုံးဒုတတိုင်းပြည်လုံးကသာမကတကဘာလုံးကပါအမွန်းတင်ဒါတမတာကြီးလင်ကွမ်းပေါ်သူ့ဘဝထွန်းပါခဲ့ရတာကျုပ်တို့စာအုပ်တွေရဲ့အစွမ်းအစာကြောင့်ပေါ့ ကဘာကြီးကိုဖွင့်ကြည့်ဖို့တော့တချောင်းဟာစာအုပ်ကောင်းတို့ဖြစ်တယ်ဆိုရင်ပို့တယ်လို့မထင်ပါနဲ့မိတ်ဆွေအမောပေါက်နေတဲ့တော့တချောင်းတခါတော့ကလာပြေဝမ်းအခုတော့မှဲ့ချောက်တွေစွန့်လို့ပါ ကျုပ်ဘဝနှမွင်ရမယ့်အရေးထံလူသားတွေရဲ့အတွေးခေါ်များနဲ့လူသားတွေရဲ့ အတိအလိမ်မာတရားဟာတူရီရှားရီခေါင်းပါသွားမဲ့အရေးကျုပ်တွေးပြီးယင်လေးနေတယ်မိတ်ဆွေအေးလီပါတက်နိုင်တာမှလို့ကျုပ်တို့စာအုပ်တွေရဲ့သဘောထားနဲ့ကျုပ်တို့လောကရဲ့ယတိချက်ကတော့လူသားတိုင်းစာဖတ်နိုင်ခွင့်ရှိရမယ်ပညာအရာမှာစာအုပ်ဟာအဓိက ဖြစ်ရမယ်စာချစ်သူတွေ တွေးကျင်ရေးကျင်စေရှိလောက်အောင်စာအုပ်တွေကဆွဲဆောင်နိုင်ရမယ်အခြေခံတဲ့ထုတ်ဝေရေးလုပ်ငန်းအမြဲတမ်းဖွံ့ဖြိုးပွင့်လန်းနေရမယ်စာပေရေးသားဖွဲ့ဆိုသူစာအုပ်ထုတ်ဝေဖြန့်ချီသူ စာပေမြန်နိုးခန်းစားသူတွေအတွက်စာအုပ်ဟာ အမှန်တရားရဲ့ဘက်တော်သာ ဖြစ်ရမယ်အသိပညာ လက်ဆက်ကံရီကိစ္စမှာစာကြည့်တိုက်တွေဟာပဓာနာ အချိန်ကာလမရွေးအာကိုနိုင်ရမယ်လူမျိုးနွယ်စုချင်းနိုင်ငံချင်းယင်းဤချစ်ကြည်နားလေစီဖို့ကျုပ်တို့စာအုပ်တွေကိုထုတ်ကုန်တွန်းကုန်အဖြစ်ဖန်တီးစာအုပ်ပွဲတော်ကြီးတွေနဲ့စီကားနေရမယ်စာအုပ်တွေရဲ့ရေရှည်ခီးကို နေမျိုးစုံနဲ့အကာအကွယ်ပေးတဲ့စနစ်ဖြစ်ထွန်းတိုးတက်နေရမယ်1982ခုနှစ်ကာလနိုင်ငံတကာစာအုပ်နှစ်တုံးကပေါ် For for all ဆိုတဲ့ကြည်ကြော်တဲ့ကိုစာအုပ်စာပေလူမိတ်ဆွေလူဘာသာပြန်ပြီးခဲ့သူလူကြီးမင်းခမောလူသားလုံးရဲ့ကိုစားစာအုပ်စာပေထွေထွေရဲ့ကိုစား ကျုပ်အနေနဲ့ပြောကြားရမယ်ဆိုရင်ခင်ဗျားကိုလေးစားကြည်ညိုတမုန်းနဲ့အခုအချိန်ထိဂုံပြုတ်နေတော့ပါပဲကဲထားပါတော့လीကဘာကြီးရဲ့အတုံးစီရထွေထွေနဲ့ပရိသာပင်စိုက်ထူမှုအသေးသေးမှာကျုပ်တို့အတွက်ယဉ်နီမြုံနံမှုတာရုအချိန်ချင်းခေါ်ခြင်းနေဗျာအခုတော့ဇွတ်မျော်လို့မောရပါ ဘုဖို့ဘုဖို့ဆိုတဲ့အတန်းခံစားနားဆင်ကြလို့မှမကြာရဘယ်သူကို အားကိုရပါမလဲမြို့ပြစာအုပ်တက်ကြီးတွေရှိသားပဲတဲ့လမ်းဘေးငါးဆိုင်လေးတွေရှိသားပဲတဲ့အပျော်ဖက်စည်းမာလေးတွေရှိသားပဲတဲ့အမျိုးသားစာကြည့်တိုက်ကြီးရှိသားပဲတဲ့ ပန်ဆိုရန်ပလက်ဖောင်ကြီးရှိသားပဲတဲ့မြေထားဘူတာယုံတချောင်မှာကာမတိုင်ရိတ်အောင်မှာတင်မောစိတ်တဝိုင်မှာတွေ့ရတတ်တဲ့လက်ပွေဟော်ကာစာအုပ်ရောင်းသမားတွေအများကြီးအများကြီး ရှိသားပဲတဲ့ရှိတာတော့တိတာပေါ်ခမားတိတာတော့တိတာပေါ်ခမားတခါတော့ငါ ရွှေစင်လားပြေဝန်ကြီးရဲ့မျက်နှာမှာမှဲ့ကြောက်တွေပေစွန်းနေတော့လေဘယ်သူမှလက်ပွန်းတတိမဆက်ဆံကြရင်းရင်းနီးနီးမခေါ်ပြောကျင်ကြတော့ဘူးဟူကျုပ်ဘဝချွတ်ချော်မျောပြီလားဖူဖော်ဖူဖော်အော်လို့ပြောရတာမောလိုက်တာ မိတ်ဆွေရဲ့ဒါပေမဲ့စိတ်ရှည်တီးခံဇွဲလုံးလာနဲ့ ဆန်တက်ပါမယ်။စောင်းတွေရဲ့အမှန်တရားကိုညံကစားလို့မရဘူးလေ။ခင်များတို့လူသားအားလုံးနဲ့ဆက်ထုံးမဝေးကျင်တဲ့ကျုပ်ဘဝတစ်ခါတုန်းကလာပြေဝမ်းမှဲ့ရောက်တွေပေးဆွန်းလိုပါလား။ပြိပခာကြပြများရသူအောက်ဆက်လင်းကျဲမတွင်မီ ွန်ပျူတာအုံမောင်းမခေါ်မီဂျုံချောက်ချောက်ဂျုံချောက်ချောက်ရေလို့6ချီ6ချက်မြည်နေတဲ့စက်တန်ခင်များတို့ဆက်ဆံဘူးကြမှာပေါ်ဗျာဒါကျုံရဲ့ရှေးဦးမစွာဖွားဘတ်တော်လီကျုံရဲ့ရှေးဦးမစွာဘဝတူလီကျုံရဲ့မိတ်ဆွေရင်ချာအစ်စ်လီဗစ်တိုးရီယာတဲ့ဒေးဗစ်ဘိန်းတဲ့ဒေါ်စင်ဘိန်းတဲ့ အေးဂူတင်ဘက်ရဲ့ဉာဏ်ပညာတွေကြောင့်ပါချန္ဒလာတဲ့ယိုရာတဲ့ OPI တဲ့ဂျာမနီနိုင်ငံကလာတာလားဂျပန်နိုင်ငံကလာတာလားအင်္ဂလန်နိုင်ငံကလာတာလားစဉ်းစားနေရင်အေးပြန်မယ်ဒါဟာခင်းစလုံးပုံနှိပ်ဆက်တွေဖြစ်တယ်လက်ထိုးပုံနှိပ်ဆက်လေးတွေဖြစ်တယ် မိပြည့်ရင်ခြေတော်နဲ့နဲတချင်းလေးတည်းကျူချင်းကျူအလူမင်္ဂလာဆောင်နာယီဖိတ်စာတည်တည်မှမှလောက်တော်ဂျုံကြောက်ကြောက်ဂျုံကြောက်ကြောက်အမောဖောက်ရင်ဆွဲနိုင်တယ်မြမခေစရုံးတွေရဲ့ဘဝဟာဝဝဖိုင်ဖိုင်ရဲ့လို့မရှိကြပါဘူး7ပွိုင်း14ပွိုင်း16ပွိုင်း17ပွိုင်းဆိုတာအရေးကုန်ပေါ့ ကျုပ်တို့ကိုအသွေးစုံအောင်ထွေးချုံထားတဲ့စာပွင့်တွေလေးကျုပ်တို့မှလာအမြိုင်သားပဲမြဲစာစီစာရိုက်သမားတွေမှာတော့ခြိုင်ပါနေတဲ့ရင်ပတ်စနေတစ်ပတ်တစ်ခါငွေရှင်းတာတောင်းထမင်းဘူးမပြေလည်ကြပါဘူးဗျာတနေ့ချိန်ကာလာအီလက်ထရောနစ်ဗရာနာဝါရာအခါတမရမှာတော့ဟိုတစ်ခါက အင်္ဂါမစုံတော့တဲ့ခြေနှင်းကုန်စာပုံလေးဆက်တွေကိုစားရင်မာစတာအောက်ဆက်ကြီးတွေဟိုက်ဒေဗာအောက်ဆက်ကြီးတွေကအတီးတီးနေရာယူလို့ကျုပ်တို့စာအုပ်တွေကိုခင်ဗျားတို့တွေမျက်စီကြာရန်မြနန္ဒာရွှေပြည်သာစလုံးဖောင်းအမျိုးမျိုးနဲ့ကြံရွေကြတဲ့အင်းဘယ်သူတွေ အစင်းလာပြီးဘယ်သူတွေထမင်းမဝါလို့ကြီးပါလေကွန်ပျူတာခေတ်ကာလရဲ့ချစ်စရာလားမှန်သားပြန်ပေါ်မှာညံကစားပြီးထွန်ထားတဲ့ပုံရိပ်ကို ပုံနှိပ်ခဲစရုံလေးတွေကတဲကြီးမဲကြီးမုံကြပြီလားအားလုံးကို တောင်းပန်ပါတယ်မိတ်ဆွေတို့ကျုပ်တို့လိုစာအုပ်တွေအတွက်ကွန်ပျူတာနဲ့ခဲစလုံး ပုံနှိပ်ဆက်တွေပြိပခဖြစ်နေကြမယ်ဆိုရင်ကျုပ်တို့စာမျက်နှာပေါ်ကအတွေးခေါ်တတနာများခင်ဗျားတို့ဘယ်လိုဆေးဖို့စားကြမလဲကဲစာအုပ်ကိုအဖြေရှာတွေးရင်တော့စေရနာနဲ့ရေသူရဲ့အလိုငွေတပြားနဲ့ထုတ်သူရဲ့အမြန်ဝေဒနာနဲ့ဖတ်သူရဲ့အတွေးခင်ဗျားတို့ဘယ်သူကိုမဲပေးမလဲ ကျုပ်တို့အမြဲတွေးနေတဲ့အလောက်ကတော့စာအုပ်ဆိုတာဂျရနာကျုပ်ဖြစ်တဲ့အတွက်စာတွေကို အုပ်မဲ့သူလားစာတွေကို ထုတ်မဲ့သူလားဆိုတာခင်ဗျားတို့လို လူသားတွေကိုကြည်ကြည်ပြီးတတိပဋ္ဌာန်တရားတွေပွားများနေရတဲ့မိတ်ဆွေရဲ့ကောင်းတော့မဟုတ်ရတ္တာစာအုပ်တို့ရဲ့အထုပ်ပတ္တိဟာ ယုတ်တိပြီတော့ရှိရှိတမာရီယာကောင်းကောင်းနဲ့ခေဆက်ဆက်အချိန်မပြတ်ပဲတိုးတက်ပြောင်းလဲလာလိုက်တာဟာအခုတော့ဗျာမျက်စိညောင်းဇန်ညောင်းလန်ညောင်းတို့ခင်ဗျားတို့ကြကောင်းရှာနေကြပြီထင်တယ်တကယ်နှောင်းတစ်ခုနဲ့အခါသမယဒီဇင်ဘာ20ရက်နေ့ရောက်ရင်ဂန်ဝန်စာအုပ်တွေကိုပုံစံအစ်နဲ့မွေဖွား အီလက်ထရွန်နဲ့စာသားဖိုင်ပေါင်းတန်ပေါင်းတတန်းတီတီဖြန့်ဖြူးနိုင်ဖို့မျှော်မှန်းထားပါတယ်တဲ့အမခန်းရေရကျတည်းရဲ့အနာဂတ်ဟောကိန်းဘဲသူဖာဟူတင်ဘက်စီမံချက်ရဲ့လို့ခေါ်ဆိုတတ်မှန်ကျုပ်တို့စာအုပ်တွေကိုအသေးတက်တော်မာလာဗျာမာတီမီဒီယာခေတဲစီရူရန်စနေတဲ ွန်ပျူတာဒက်စကတ်တင်တယ်ယူနစ်တိတ်ခွေဟာစက်ကူဖြစ်တယ်အင်တာနက်သတင်းကွန်ရက်တွေဖွင့်လေအီလက်ထရောနစ်စာပေထုတ်ရေးခေမဖြစ်မနေရောက်လာတော်မယ်ချိန်မှာစာအုပ်ဆိုတာရက်တောင်တချောင်းခေါင်းတုံးဖြစ်တယ်ဆိုတဲ့တခါတော့ကဆရာတင့်တယ်ရဲ့စကားခင်များတို့အားလုံး ကြာစီတော်မြမဒနာဧဒီလာ1996ဟုတ်ကဲ့ဆရာမောင်ခိုင်မာရဲ့ရှင်မကြီးဆိုတဲ့ကြားရှိစာအုပ်ထဲမှာစာအုပ်ရဲ့ထုတ်ပတ္တိဆိုတဲ့ကြားကိုရွတ်ပတ်ပြောင်းရတာပဲဖြစ်ပါတယ်အဆုံးထိလိုက်ပါစီမျောပေးခြင်းမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ